ယနေ့အော်တိုဘာလ25ရက် BPN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်းမလဲ9နိုင်ခွဲအချိန်တိုင်းထွာခြင်းများအရာဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေသောလေဗီယာနဲ့ရေဝန်းဟာပုံမအကောင်းလာပြီးအကောင်းသောလေဗီယာနဲ့ရေဝန်းဖြစ်သူရောက်ရှိခဲ့ပါတယ်။အဆိုပါအကောင်းသောလေဗီယာနဲ့ရေဝန်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေလျားနိုင်ပြီးပုံမအကောင်းလာနိုင်ကနောက်12နာရီအတွင်းဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းနဲ့ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အလဲပိုင်းတို့မှာ မုံနိုင်ငယ်ဖြစ်သူ၎င်းအော်တိုဘာလ26ရက်နေ့မှာအာကောင်သောမုံနိုင်ငယ်ဖြစ်သူ၎င်းအော်တိုဘာလ29ရက်နေ့မှာဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ယင်းနေ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာစိုက်ကလုံးမုံနိုင်အဖြစ်သူ၎င်းရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်ထုန်တက်နေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နေငယ်မှာ တည်ရင်တင့်တင့်ဖြစ်ထွန်းနေပါတယ်မြဝကျွန်းပေါ်မௌတမခွေမွန်တနင်္လာရီကန်ဦးတန်းတက်ရှောင်းတဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေခြင်းများကြာရောက်ပြီးလှိုင်းတင့်တင့်မှာလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေခြင်းများကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနာယီ25မိုင်မှမိုင်30ခန်းအထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြဝကျွန်းပေါ်မௌတမခွေမွန်တနင်္လာရီကန်ဦးတန်းတက်ရှောင်းတဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန်းအထိရှိနိုင်ပါတယ် ကျမ်းမြမပင်လည်းပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြမမြမကန်ယူရန်တလျှောက်နဲ့ကန်လွန်ပင်လည်းပြင်တို့မှာ၄ပေမှ၆ပေခန့်အထိရှိနိုင်ပါတယ်။မိုးလေဝသသတင်းစီစဉ်ကိုမိုးလေဝသဌာန MOHDN နဲ့ winnie.com တို့မှရယူဖော်ပြထားတာဖြစ်ပါတယ်။ဒီနေ့အော်တိုဘာလ25ရက်မြပြည်ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ